တကူရောဆန္ဒပြသူဒေါ်ဝင်းတီတာအေးဟာမြောက်ကလာပါရွှေပေါက်ကန်17ရက်ကွယ်မှာနေထိုင်သူဖြစ်ပြီးအပေါင်ခံထားတဲ့အိမ်ကိုပြန်ရွေးရမှာအပေါင်ခံသူကတခြားတယောက်ကိုရောင်းချလိုက်တဲ့ကိစ္စနဲ့အမှုဖွင့်ရာကနေအမိန့်ချမှတ်မှုကိုမကျေနပ်လို့ဆန္ဒပြခဲ့တာပါမြို့နယ်တရားသူကြီးတင်းနဲ့တွဲဖက်တရားသူကြီးတွေချမှတ်တဲ့အမိန့်ဟာမမှန်ကန်ဘူးလို့ပြောဆိုပြီးဒီကိစ္စကိုအထက်လူကြီးတွေကိုတိုင်ကြားခဲ့ပေမဲ့အเจ้าမထုတာကြောင့်အခုလိုဆန္ဒပြဖြစ်တာလို့ပြောပါတယ် ခုလိုဆန္ဒပေါ်ထုတ်လိုက်လို့အမှန်တရားတိုင်းအိမ်ပြန်ရရင်တော့အင်ကိုရောင်းချပြီးနေရာတက်မှာအဆင်ပြေနိုင်ဖို့ကြိုးစားသွားမယ်လို့လည်းပြောခဲ့ပါဗျာ။ကျန်ခဲ့တဲ့ဆက်နှစ်ကကိစ္စလည်းဖြစ်တယ်အပေါင်လည်းမြောက်နေသားနဲ့တို့ညစ်ပြီးတမင်တကာရစ်ပြီးတော့အိမ်မောကဆွဲချတယ်မိန်းကလေးတယောက်မြမမိန်းကလေးတယောက်ဟုတ်တယ်နော်အလုပ်တွေလည်းမရတာရှစ်နှစ်ရှိပြီရှစ်နှစ်ရှိတဲ့အပြင်အလုပ်လည်းလုပ်လို့မရဘူးအမှုတွေကဖြစ်တဲ့အပြင်အကျွေးတင်တဲ့အပြင်နောက်ထပ်အလုပ်မရှိတဲ့အပြင်မြမမိန်းကလေးတယောက်ဒုက္ခရောက်နေတယ် အဲ့ဒါကိုအကုန်လုံးသိရမယ်။နောက်အမှန်တိုင်းဖြစ်ရမယ်။လူကြီးတွေတည်တော့အမှန်တိုင်းမဖြစ်ပဲမနေဘူး။ဒီလိုတွေတင်နေဆိုရင်တော့တော့လူကြီးတွေသိမှာပဲလေ။အကြောင်းမျိုးကြောင့်စာမရောက်ခဲ့လို့အရင်ကမသိဘူးဆိုရင်တော့အခုလိုတိုင်းမျိုးနဲ့အတီးတင်လိုက်တဲ့ခါမှာသူတို့သိပြီ။ဟုတ်တယ်နော်။အရာရာတိုင်းမှာမကောင်းတာနဲ့ကောင်းတာနှစ်မျိုးရှိတယ်အမြဲတမ်း။အဲ့တော့မကောင်းတဲ့လူကမတင်အောင်ကောင်းတဲ့လူကဒီလိုမျိုးမတင်လို့မရတော့ဘူးလေ။ဒါရဲဆိုတာထင်ချန်လို့မရဘူး။ထင်ချန်လို့မရတော့သူတို့ကအထက်ကိုတင်ပြီ။တင်တဲ့ခါကျရင်လူကြီးတွေသိပြီ။အဲ့ခါကျရင်အမှန်တရားပြစ်လိုက်မှာကြီးအင်္ဂလန်ပြန်ရမယ်။နောက်ဆုံးအလုံးမရလို့မကြီးကိုထားထားရင်တော့မကြီးတပြင်းနဲ့အလုံး အလုပ်မရရင်တော့မယူအိမ်ပြန်ရပြီမယ်ရက်မကြီးကို့ channel မှာကို channel ဒီအိမ်အိမ်ကိုရောင်းပြီး channel မှာကောင်းကောင်းကောင်းဝယ်အေးစေးနေနေထိုင်လို့ရပြီအလုပ်မရှိရင်တော့ပူကြမလို့တော့ဘူးမိုင်းအိမ်ပြန်ရမယ်နောက်ပတ်ဝန်းကျင်ထဲမှာအဲ့လိုညာညိနေတဲ့အဖြစ်မျိုးတွေနဲ့ရှောင်ပွင့်လို့ရမယ်နောက်ပစဒုက္ခပြတ်ဓာတိပဲနဲ့ကွာနော်မြန်မာမိန်းကလေးဒုက္ခရောက်နေတဲ့အချိန်မှာရင်းနှစ်သူကိုဝါကူဖို့တယ်အကုန်လုံးနဲ့အဆင်မပြေဘူးမိုင်းက6နှစ်ကျော်ပြီအဲ့ကိုပြန်ရောက်တာအဆောင်ကနေရွှေပောက်ကောင်ပြန်ရောက်တာအဲ့6နှစ်ကျော်ပြီအခုဘယ်အိမ်မှမလဲဘူးရွှေပောက်ကောင်စနပြရမှာတော့ မြောက်ကလာပါတရားသူကြီးကိုလိုမရှိကျူးကျော်အိမ်များဖယ်ရှားပေးရေးဂုံတိတ်ခါရှိတဲ့ဥပဒေကိုအစ်စ်မီတိရှိရေးစတာတွေကျွေးကြော်ခဲ့ပြီးတကူတော်ဆန္ဒဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ကိုယ့်ရင်မကူပြန်လည်နေထိုင်ခွင့်မရရင်တော့ရန်ကုန်မြို့အနှံ့လှည့်လည်ဆန္ဒဖော်ထုတ်သွားမယ်လို့လည်းပြောခဲ့ပါတယ်။